رحنا دورنا غاطس عمرنا شغلنا الموتور ورفعنا ميه للناس စစ်ပွဲကြောင့်တစားပြင်ဖြစ်သွားတဲ့ဂါဇာမှာအစ္စရေးစစ်တပ်ကဆွန့်ပစ်ခဲ့တဲ့တင်ကားတွေဟာဒေသခံတွေတုံတုံရေရဖို့ကူညီပေးတဲ့ကိရိယာတွေဖြစ်လာခဲ့ပါတယ်။စစ်ပွဲကာလအတွင်းတိုက်ခိုက်ခံရလို့ကျဉ်ကျဉ်ရစ်ခဲ့တဲ့တင်ကားတွေစီကစစ်ပစ္စည်းအစိပ်ပိုင်းတွေနဲ့ဆက်သုံးစီတွေကိုပါလက်စတိုင်းတွေကပြန်လည်အသုံးချနေတာပါ။အဲ့ဒီတင်ကားတွေတဲကဆက်သုံးစီနဲ့ဘက်ထရီတွေကိုအသုံးချပြီး ရေစုပ်စစ်တွေပြန်လဲပတ်အောင်သူတို့ကဖန်တီးခဲ့ကြပါတယ်။တော်တုံးရေပြက်လက်မှု73စီလည်းမရှိတဲ့အချိန်မှာအစ္စရေးတင်ကားဈေးတွေကရတဲ့73စီလီတာ90လောက်ကလူများပြားတော်တုံးရေရဖို့ကိုကူညီပေးနိုင်ခဲ့ပါတယ်။ဈေးကြီးပြီးလက်ရှိကာစားဒေတာမှာဝယ်ယူလို့လည်းမရနိုင်တဲ့ဘက်ထရီတွေကိုလည်းတင်ကားတွေထဲကပဲထုတ်ယူခဲ့ကြပါတယ်။အဲဒီ73စီနဲ့ဘက်ထရီတွေကိုအသုံးပြုပြီးပျက်စီးနေတဲ့ရေစုပ်စက်တစ်ခုကိုပြည့်ပြင်လိုက်တဲ့နောက်မှာတော့ကာစားဒေတာကအများပြားတော်တုံးရေရရှိနိုင်ကြပါပြီ။ အစ္စရေးနဲ့အပြစ်ခတ်ရဆဲလိုက်လို့စစ်ပွဲဆုံးသက်သွားပေမဲ့ဂါဇာဒေသပြန်လည်ထူထောင်နိုင်မှုလိုအပ်ချက်တွေအများပြားရှိနေပါတယ်။တောက်တုံးရေပြက်လက်မှုဟာလည်းလက်ရှိဂါဇာဒေသရဲ့အရေးပါတဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။ဂါဇာဒေသကအင်တုံစု66ရာခိုင်နှုန်းလောက်ဟာသူတို့အတွက်မဖြစ်မနေလိုအပ်တဲ့တောက်တုံးရေပမာဏလုံလောက်အောင်မရရှိကြပါဘူး။